YBS စနစ်မှာဝင်ပြေးဆွဲခွင့်မရတဲ့ BMJ တွေကိုရန်ကုန်မြို့စုံလမ်းကြောင်းတချို့မှာယာယီပြေးဆွဲခွင့်ပြုလိုက်ပါတယ်။အကားအနေသတင်းပေးပို့ထားတာပါရှင်။ BMJ တွေကို YBS စနစ်စတင်ပြေးဆွဲတဲ့ဇန်နဝါရီလ16ရက်နေ့ကစပြီးပြေးဆွဲခွင့်ရပ်ဆိုင်းထားတာပါ။ဒါပေမဲ့ BNJ ပတ်ရှင်တွေနဲ့ရှင်မောင်းရှင်နောက်လိုက်တွေအခက်အခဲရှိနေတဲ့အတွက်ဇန်နဝါရီလ20ရက်နေ့ကစပြီးရန်ကုန်တိုင်းဒေသကြီးတေယုပုဆောင်ရေးကြီးကြပ်ကွက်ကဲမှုအာဏာပိုင်အဖွဲ့က3လရာကြီးပြည့်စွဲခွင့်ပေးလိုက်တာလည်းဖြစ်ပါတယ်။အခုမားတို့3လ သုံးလပါနော်သုံးလပြင်ဆိုရကားကြီးတွေလဲအခုသုံးလပြည့်ဆဲခွင့်အချိန်မှာသုံးလပြည့်အဲ့ဒါပြင်မှာတော့ကားကြီးတွေလဲမှာကောင်းပြီကောင်းပြီအဲ့ဒါကားကြီးလဲပေးဆိုလဲမှာတော့လဲပေးမယ်ကွန်မြူနီရှင်းဝင်နေပေါ့နော်ဗန်ရှင်းဝင်လို့ပေါ့နော်လဲပွားလို့ရတယ်ဒီလိုက်မှာရှင်စီကပုံသေးတရားချက်သတ်မှတ်ထားပါတယ်စီနီယာမနက်ပိုင်းဒစီ9မိနစ်ပေါ့ဒီနှစ်ကင်းပိုင်းနဲ့တကားပါဝိုင်းဆိုဒစီ15မိနစ်တော့ချားပြီလို့ပြီးလဲဟိုညနေပိုင်းညနေပိုင်းဒစီ9မိနစ်တော့ချားတယ်ဟာလိုင်းကလိုင်းလဲအစ်စ်ဈေးတယ်ဈေးကပုံသေးတရားပဲဆိုတော့ လူကသိမသိရတယ်လေဒါပြင်စီကန်းချက်နဲ့အညီမောင်းနေမှုရှင်ပိုင်ရှင်တွေကရှင်မောင်းရှင်နောင်းလိုက်တွေကိုအတိပေးထားတယ်လို့ဆိုပါတယ်အများကြီးတော့စနစ်ကတော့ကောင်းပါတယ်ဟိုမောင်းရောင်းလေးလည်းစီလေးကန်းလေးနဲ့တော့လုံနိုင်အောင်တော့မတို့တက်နိုင်အောင်ပြောရလေအဲဒါမလုံနိုင်မှုဆိုရင်လည်းတော်တော်လေးပါဗျာခီရောက်စားအေးယူမယ်ပြစ်ပေးမယ် ဘုံကတော့ဒီလိုပါဗျာလိုင်းဆိုတာလိုင်းပြက်လို့ဖြစ်နေအစင်းပြောရရင်တော့ဒါဒီခုနဲ့တကူလိုင်းမှာလူရဲစားနေပါဗျာလူရဲစားတယ်ပေါ့ခီးတဲ့လူရဲတင်တယ်ဒီလိုပဲခုကြတော့ဒါသူ policy ပြောင်းလာတဲ့အတွက်အများပိုင်းကုမ္ပဏီနဲ့ပေါင်းပေါင်းစည်းပြီးရောဒီနိုင်လုတ်တဲ့အတွက်ကဒါစီကံသတ်မှတ်ချက်တွေအများကြီးရှိပါတယ်ရှိတော့ကြစီကံဖောက်ပြက်လို့လည်းမရပါဘူးစီကံဖောက်ပြက်လို့ရှိရင်ဒါကားရမှာစားအကုန်လုံးသူကအေးအေးစင်းနဲ့ထည့်သွင်းလာတော့ရောစဲသူကကားပါဟိုရေးယူခံပါတော့ကျွန်တော်ဒါစီကံကြလောက်ရမှာပါ ရှင်မောင်ရှင်နောက်လိုက်တဲ့လိုအားကကိုတော့အရှင်လိုပဲတနေ့ရောင်းဝယ်ပေါ်ရှားခိုင်နှုံးနဲ့ပြီးချေသွားမှာပါပြီးရင်ရှင်ဒီကိုတကုံရှိတကုံတောင်းတကုံမြောက်စတဲ့မြို့စုံမြို့နယ်တွေမှာပဲလမ်းကြောင်းတတ်မှတ်ပြီးယာယီပြေးဆွဲခွင့်ပြုထားတာဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတွေမှာပြီးရင်စီကိုကလောက်ရှိပြီးတချို့ရှင်တွေကတော့အိုဟောင်းရှင်အနေနဲ့အနှံလိုက်ပြီးဖြစ်ပါတယ်ကျွန်တော်အားကပါ